အောင်စော်လေးရေးတော့ကျွန်တော်ကောင်လေးကျွန်တော်လူတွေရေးကြတယ်ကျွန်တော်ပြည်ပြုပ်စုရေးကြတယ်ကျွန်တော်ဖန်ခိုင်းလို့ဆိုတဲ့သဘောမျိုးတွေရေးတယ်ကျွန်တော်မျိုးမဖန်ခိုင်းရင်ဖန်သလားကျွန်တော်မျိုးမင်းပြောလို့တော့ဖန်အကြအောင်ဒီနိုင်ငံတော်ကြီးကကျွန်တော်မျိုးမင်းသမရနိုင်ငံတော်ကြီးမှမဟုတ်တာခင်ဗျားတို့မှားနေတယ်လွဲတော့လွဲနေတယ်တခြားပြန်စမ်းသပ်ဖို့လို့ကျွန်တော်ကျွန်တော်ဖန်ခိုင်းလို့ဖန်ကြီးကျွန်တော်ပြောလို့ဖန်ကြီးတာဆိုရင်တနိုင်ငံတော်ကခင်ဗျားတချို့ကိစ္စတွေကပြောကြအောင်တန်းစီနေရရှိတာပေါ့ဘယ်လိုလုပ်ဖြစ်နိုင်ဖြစ်နိုင်လားဖြစ်နိုင်လားအဲ့ဒီအုံနောက်မရှိဘူးကြက်မပြည့်ဘူးလို့ပြောရင်အဲ့ဒီအမှုပညာ industry ကလူတွေက အဲ့ဒါသက်သက်ကောင်နားကြသေးတယ်ရှင်းရှင်းလေးပဲလေဗျာကျော်မျိုးမင်းရဲ့စာရဖာကျော်မျိုးမင်းကထောင်နှိုင်းခင်ဗျားတို့ပြောနေသလိုမျိုးသတင်းမီဒီယာသမားလည်းမဟုတ်ဘူးလော်ဘီလည်းမဟုတ်ဘူးကျော်မျိုးမင်းကထောင်နှိုင်းအဲရှင်းလားမသိဘူးဟုတ်ကျော်မျိုးမင်းကလည်းပြောလို့ရှိလို့ရှိရင်ထောင်နှိုင်းနော်အာဒီစစ်တပ်အတွက်ကိုလုံးဝကို သူကဟိုဝါရဖြန့်ချီရေအာလုတ်ပေးနေတဲ့ လူတယောက်ကိုအခုကသူကလုံးလုံးဖြစ်သွားပြီဒလန်လုံးလုံးဖြစ်သွားပြီပေါ့ဗျာနော်ဒေါ်လာမျိုးတွေအားလုံးပဲမင်္ဂလာပါဆိုတော့နိုဝင်ဘာလ10နေ့ဖြစ်ပါတယ်ဒေါ်လာရင်းနဲ့ပတ်သက်တဲ့သတင်းဥသတင်းထူသတင်းကောင်းလေးတွေကိုရုံးစွာနားဆင်ကြပါပြီးတော့ကျွန်တော်ဗီဒီယိုကို reaction လုပ်ပေးပါမယ်ပထမအဦးဆုံးသတင်းလေးကတော့သခိုင်းတိုင်းချောင်းမြွနဲ့အမြင့်ရဲစခန်းကနေပြီးတော့မှထွက်လာတဲ့ရဲတွေကိုပြစ်ကတ်တက်ခဲ့ရမှာနှုတ်ဦးတေဆုံးပြီးတော့မှ ါကျွန်တော်တို့နှစ်ဦးလုံးသိသွားတယ်ပေါ့နော်တနက်တလက်သိစီရမိခဲ့တဲ့အကြောင်းကိုမော်ယာခရိုင်ပြည်သူ့ကော်မတီအဖွဲ့ပကဖတာဝန်ခံကပြောပါတယ်။နိုဝင်ဘာလ၄ရက်နေ့မော်လဲ၂နာရီ25မိနစ်ကအချိန်မှာချောင်းဝမြို့နယ်မှာရှိတဲ့အမြင့်နေမီရဲစခန်းကနေပြီးတော့ထွက်လာတဲ့ရဲနှုတ်ဦးကိုမော်ယာခရိုင်ပြည်သူ့ကော်မတီအဖွဲ့ပကဖရဲ့တိုက်ခိုက်ရေးလက်ရုံးတပ်ဖွဲ့ကရဲဘော်ရှူးကအမြင့်မြို့ဟောင်းရဲစခန်းအနီးချင်းတွင်း မြေစိတ်ကန်းတစ်ခုမှာအသင်းဆောင်ကြိုပြီးတော့မှအလင်းငိုက်ဝင်ရောက်တက်ခတ်ခဲ့တာဖြစ်တဲ့ကြောင်းလည်းသိရပါဗါးဒီတက်ခတ်မှုအတွင်းမှာနေဒိနိုင်ထက်ဆောင်နဲ့ရဲတသားမိုးဆောင်တို့ပြန်လည်ခုခံနိုင်ခြင်းမရှိဘဲနဲ့ကြည်ထိမှန်ပြီးနေရပါတယ်ပွဲချပြီးအဆုံးခဲ့ပါတယ်တည်ဆုံသွားတဲ့ရဲနှုတ်ထံနေပြီးတော့မှကြည်သူရီတနက်တလန်ကြည်ပေါက်တစ်ခုကြည်ဆက်နှစ်တောင်းနဲ့လက်ကင်ဖုန်းနှလုံးတို့ကိုတင်စီရမိခဲ့တဲ့အကြောင်းလည်းသိရပါဗါးအိုးအိုးအားရလိုက်တာနော်တနက်လေရတယ်လူလည်း ကျွန်တော်တို့ခွေးသားလေးစားရဲဆိုတော့ share ပဲပေါ့နော် okay ကောင်းပါတယ်ဆက်ပြီးဖြုတ်ပေးပါအောင်မုံရခရင်ပကပညီကုံရအားလုံးပဲအထူးလေးစားပါတယ်နောက်ထပ်သတင်းလေးကတော့စစ်တပ်ရဲ့အတူအောင်ရွေးကောက်ပွဲကိုမဲပေးရန်ချိန်ချောက်အကြက်ကင်မှုတွေကိုတိုင်ကြားနိုင်ပြီးတော့မှထိရောက်စွာအရေးယူမှဖြစ်တဲ့အကြောင်းကိုမျိုးသားညီညွတ်ရေးဆိုရဲ NUG ပြည်ထောင်ရေးနဲ့လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနကနေပြီးတော့မှကြေညာထားပါတယ်အထူးအောင်ရွေးကောက်ပွဲကိုမဲထွက်ပေးရန်ချိန်ချောက်အကြက်ကင်မှုတွေကိုတိုင်ကြားနိုင်တဲ့အကြောင်းမိတို့မဆိုပြည်သူလူထုကိုအထူးအောင်ရွေးကောက်ပွဲမှာ မဲထွက်ပေးဖို့ကြိုတင်မဲပေးဖို့တနည်းနည်းဖြင့်ချိန်ချောက်အကြက်ကင်ခြင်းဟာလူခွင့်ရေးချိုးဖောက်မှုရွေးကောက်ပွဲဆိုင်ရာအကြမ်းဖက်မှုကျူးလွန်ခြင်းဖြစ်တယ်လို့ဥပဒေနဲ့ညီစွန်းသောလောက်ရလည်းဖြစ်တဲ့အကြောင်းကို NUG ကကြေညာလာပါတယ်။ဒါကြောင့်မလို့အတူရောင်ရွေးကောက်ပွဲကိုမဲထွက်ပေးရန်ကြိုတင်မဲပေးရန်အတင်းကျပ်ချိန်ချောက်ခြင်းတွေရှိပါကတတ်တယ်နေတကွအမျိုးသားညီညွတ်ရေးဆွေးနွေးထံကိုတိုက်ကြားနိုင်တဲ့အကြောင်းတိုက်ကြားရမှာ Telegram ပေါ့နော်။ဒါကျွန်တော်တို့ဒါ http နဲ့ပေါ့နော်အဲကျွန်တော်တို့ public ngi mohai ပေါ့နော်ဒါအဲ့ဒီကိုလည်းဒါကျွန်တော်တို့ ဒါတိုက်ကြနိုင်ပြီးတော့မှတိလို့တဲ့မေးမြန်းရန်အတွက်အကြံဉာဏ်တောင်းခလိုပကနေ့စဉ်ည၈နာရီနဲ့ည၁၀နာရီအတိမာပေါ့နော်ဒါ Telegram ပေါ့နော်ဒါကျွန်တော် NUG public ဒါကျွန်တော်တို့ FL board ပေါ့နော်အဲ့ဒီကိုဒါဆက်သွယ်ပြီးတော့မှမေးမြန်းနိုင်တယ်ဆိုတဲ့အကြောင်းလည်းသိရပါတယ်ဆိုတော့ NUG ကတော့ကျုံးနေပေါ့နော်ရွေးကောက်ပွဲတွေမှာအတင်းကျပ်ပဲပဲခိုင်းနေပြုမှုထင်ရှားပါကမြို့သားညီညီအစိုးရနေပြီးကျွလွန့်တွေကိုဥပဒေနဲ့ညီထိရောက်ဆိုတာအရေးယူသွားမှာဖြစ်တဲ့အကြောင်းကိုလည်း NUG ပြည်ထောင်နဲ့ လွင်မှုကြီးကြပ်ရေးဝန်ကြီးဌာနကနေပြီးတော့မှကြေညာထားပါတယ်ဆိုတော့ public energy mohines မှာလဲဒါကျွန်တော်တို့ဒါမဲဒါအတင်းအဓမ္မမဲပေးခိုင်းခြင်းနဲ့ပတ်သက်တဲ့ကိစ္စနဲ့ပေါ့နော်အဲ့ဒါနဲ့တိုင်ကြားနိုင်တယ်လို့ဒါတိလာတွေကိုဒါကျွန်တော်တို့သိရှိလိုတာတွေကိုမေးမြန်းခြင်းနဲ့ညီကိုတွေအတွက်ညီကိုမောင်နှမတွေအတွက်ပေါ့နော် energy public affairs hope ဆိုရဲကျွန်တော်တို့ telegram မှာလဲတွားရောက်ပြီးတော့မှမေးမြန်းနိုင်ပါတယ်ခင်ဗျာနောက်ထပ်သတင်းလေးကတော့ကင်းပြည်နယ်ကော့ကရိတ်မြို့နယ်ထီးပိုးဆန်ရွာကိုစစ်ကြောင်းထုတ်တာတဲ့ဂျမ်ဘတ်ဆက်တဲ့ကိုဂျာဘတ်တက်ခဲ့ရမှာဆက်တဲ့ဘက်က15ဦးခန့်တိတ်ဆုံးပြီးတော့မှတနက်ရှင်းလက်နဲ့ကျွန်တော်တို့ ဒါတကောင်လေး15ဦးတေခဲ့တယ်ဗောနော်ဒါလေးကိုကြာစတန်ဒတ်ရှစ်လည်းတင်စီရမိခဲ့တယ်ဒါလေးကိုဒါဒေတာရင်းစရေတရေမိတေရာတိရတယ်ဗောနော်နိုဝင်ဘာလ6ရက်နေ့မှာကော့ဂရိတ်မြို့နယ်ထီပိုးဆန်ကျွရကိုစစ်ကြောင်းထုတ်လာတဲ့အကြမ်းဖက်ဆက်တက်ကိုတော်လိုင်းရေးတပ်ဖွဲ့ဝင်တွေကထီပိုးဆန်ကျွရနဲ့ကွေးမောင်နိုင်ကျေးဝါအကြမ်းမှာရှိတဲ့ကြက်မောက်ချံမှာဂျာပတ်တက်ခဲ့တာဖြစ်တဲ့အကြောင်းလည်းသိရပါတယ်ဒီတက်ခဲ့မှုအတွင်မှာအကြမ်းဖက်ဆက်တက်ဘက်က15ဦးခန့်တေဆုံးခဲ့ပြီးတော့မှလက်နက်ရှစ်လည်းတင်စီရမိခဲ့တဲ့အကြောင်းဒီထိတဲ့တိုင်ဘက်ကနိုဝင်ဘာလ9ရက်နေ့နံနက်ပိုင်းအထိကိုဖြစ်ပွားနေစေဖြစ်တဲ့အကြောင်းလည်းသိရပါတယ်ကျုံသားပါဆက်ပြီးတော့မှဖြုတ်ပေးပါအောင် ကရင်ပြည်သူလူထုအထွတ်တော်လန်ပြည်သူလူထုအထွတ်နော်ဒါကျွန်တော်တို့သွေးကြွေးတွေများများလေးဆက်ပေးပါအောင်လို့ဒီနေရာကနေပြီးတော့ပလာတာကြီးကတောင်းဆိုချင်ပါတယ်နောက်ထပ်သတင်းကောင်းလေးကတော့မင်္ဂလာမင်္ဂလာသတင်းကောင်းလေးပါဒါတော့ဗာလဲဆိုတော့ချင်းမီနဲ့ဒီနေ့မျိုးကနေပြီးတော့စစ်ကြောင်းထိုးဖို့ထွက်လာတဲ့စစ်တပ်ကိုတက်ခိုက်မှုမှာစစ်သား40ဦးသေဆုံးပြီးတော့မှလက်နက်ခဲယမ်းနဲ့စစ်တုံးမှန်းချို့ရရှိခဲ့ပါတယ်စစ်တပ်ကအာရမပြုတင်ခဲ့တဲ့အမျိုးသမီးတူအပါဝင်ပြည်သူ14ဦးကိုလည်းကယ်ထုတ်နိုင်ခဲ့တဲ့အကြောင်းလဲချင်းကြီးနောက်တပ်ဖွဲ့ကသတင်းထုတ်ပြန်လာပါတယ်အော်တိုဘလ29ရက်နေ့မှာ ဒီတင်မျိုးတွေ့ရနေပြီးတော့မှအချက်ပတ်စစ်သားအင်အား900ကျော်နဲ့ခြေလင်ထွက်လာပြီးတော့မှဆဲဆန်ရွာမှာစကန်းချပြီးတော့မှညာ AB ဆက်လက်ထွက်ခွာလာတဲ့အချက်ပတ်စစ်သားတွေကိုညီနောင်တပ်ဖွဲ့ဝင်တွေကခြေမိုးတက်ခတ်ခဲ့ရမှာအော်တိုဘာလ30ရက်နေ့တီးတင်ကလေးလန်းပေါ့နော်အဲဒိမ်လိုနန်ဂွယ်ဒီပတ်ဝန်းကျင်မှာအပြက်လန်ပြက်ကတ်တဲ့ပွဲပြင်းထန်ခဲ့တဲ့ကြောင်းလည်းသိရပါတယ်ဒီတက်ဝတ်တဲမှာအချက်ပတ်စစ်သားတွေအထိနာရတဲ့ကြောင်းမလို့ဆက်မတိုးနိုင်တော့ပဲနဲ့အဲ့ဒီနေရာမှာစကန်းချညာ AB ခဲ့ပြီးအော်တိုဘာလ30ရက်နေ့မှာတီးတင်မျိုးခလာရ269ကစစ်သား80ခန့်ဒါတက်ကူပေါ့နော်ထပ်ပို့ပေးခဲ့တဲ့အကြောင်းလည်းသိရပါတယ်ဆိုတော့ နိုဝင်ဘာလ၁ရက်နေ့မှာပေါ့နော်နိုဝင်ဘာလ၁ရက်နေ့မှာလည်းတိုက်ပွဲတွေပြင်းထန်ခဲ့တယ်။ဒါနှစ်ဖက်ကိုနော်တိုက်ပွဲတွေဆက်လက်ပြင်းထန်ခဲ့ပြီးတော့မှစစ်သားများများထိခိုက်ဒေဆုံးတဲ့လက်နက်ချုပ်နဲ့ချောဆွဲသားတဲ့ပြည်သူပိုင်မော်တော်ကားတစ်စီးကိုဒါကျွန်တော်တို့ချင်းညီနောင်တပ်ဖွဲ့ကလည်းတိုက်စီးရမိခဲ့တယ်။နိုဝင်ဘာလ၂ရက်နေ့တုန်းကလည်းနှစ်ဖက်ဒါကျွန်တော်တို့ အပြန်အလှန်ပေါ့နော်တက်ခတ်မှုတွေဆက်လက်ဖြစ်ပွားခဲ့ရလို့သိရတယ်ပေါ့နော်နိုဝင်ဘာလ3ရက်နေ့မှာအချမ်းဘတ်စစ်တပ်ကနေပြီးတော့မှဒေသနေပြည်သူတွေကိုလူသားတိုင်းအဖြစ်ဖမ်းဆီးအတုံးပြုပြီးတော့မှဒုစစ်ဆင်လာရတဲ့ကြောင့်မလို့ဆက်လက်တိုက်ပွဲဖြစ်ပွားရမှာတိတိန်ကလေးဒါကျွန်တော်တို့ Solve B လမ်းခွဲဘက်ကနေပြီးတော့မှဆင်ရအချို့ထွက်ရှိလာရတဲ့ကြောင့်မလို့တစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ရလို့သိရတယ်နိုဝင်ဘာလ6ရက်နေ့မှာအချမ်းဘတ်စစ်တပ်ကလူသားတိုင်းအဖြစ်ဖမ်းဆီးပြီးတော့မှအထင်အားမှပြုတ်ချင်းခဲ့တဲ့မျိုးသမီးတူအပါဝယ်ဒေသခံပြည်သူ14ဦးကိုချင်းညီနောက်တပ်ဖွဲ့ကကယ်နိုင်ခဲ့တာဖြစ်ပါတယ်စစ်တုံးပိုင်းချုပ်ကိုလည်းဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ် တိုက်ပွဲကာလလျှောက်ဂျမတ်ဆက်တဲ့ဘက်ကအနည်းဆုံး70 40ဦးကန်သေဆုံးပြီးတော့မှအများအပြားထိခိုက်ဒဏ်ရာရရှိတဲ့အပြင်ထွက်ပြေးလွမြောက်သူတချို့လည်းရှိတဲ့ကြောင်းလည်းသိရပါတယ်။အဂျမတ်ဆက်တဲ့တပ်ဖွဲ့ဝင်ရဲ့လက်နက်ခင်းအနေနဲ့ချောဆွဲထားတဲ့ပြည်သူပိုင်မော်တော်ကားစီးကိုလည်းပြန်လည်တင်းယူခဲ့တယ်လို့သိရပါတယ်။အပလီမင်္ဂလာရှိလိုက်တာလို့နော်အားရလိုက်တာ။ Okay ဆိုတော့တရင်လေးတွေနားထောင်ပြီးနားမှာဗီဒီယိုဖိုင်လေးကြည့်အောင်ပါ။ပထမဦးစွာဒါကျွန်တော်တို့ကြုံမျိုးမင်းပေါ့နော်။ဒါကျွန်တော်တို့အလင်းရောင်နဲ့ဖိုးခွေးကိုဖမ်းဖို့အတွက်လှုံ့ဆော်ခဲ့ပေးခဲ့တဲ့ ဒါကျော်မျိုးမင်းသူ့ရဲ့လုံးစော်မှုအောင်မြင်ခဲ့တဲ့အကြောင်းပြုလို့ဒီမှာဂုံစာအနေနဲ့ကျော်မျိုးမင်းရဲ့ဗီဒီယိုဖိုင်လေးကိုကြည့်အောင်ဖူးဖွေးနဲ့အလင်းရောင်တဲ့ကိစ္စဖူးဖွေးနဲ့လဲရောက်ခဲ့တဲ့ဆိုချမ်းမို့ဖူးဖွေးနဲ့အလင်းရောင်ကိုဖူးဖွေးကိုဖမ်းသွားပြီးဘာလို့ရှောက်ရေးကြတယ် Facebook လို့အတက်ရေးနေကြတယ်ဒီနေ့အထိရေးနေတော့ညနေသောင်းထိကျွန်တော်တွေ့နေလို့ဖူးဖွေးကိုဖမ်းသွားပြီးလို့ TikTok တွေဘာတွေမှာသူကသူပေါ်လို့ရိုက်ပြန်နေနောက်တစ်ခါဒီဟို social media platform တွေမျိုးစုံပေါ့ဗျအဲ့ဒီမှာဘုရားကြီးပြန်နေတော့ဆိုတော့ကျွန်တော်မနေ့ကပြောပါတယ်သူတို့စစ်တပ်ကဖမ်းတာဗါတယ်မလုပ်ဘူးဗျမဖမ်းဘူးဖမ်းတာလည်းမရှိဘူး ဒါပေမဲ့ဖမ်းနေပဲရေးကြတယ်ပြီးရင်ဖိအားပေးတယ်ချင်းချောက်တယ်ဆိုတာမျိုးပဲရေးကြတယ်ကျွန်တော်လည်းစဉ်းစားတာပေါ့ဖိအားပေးချင်းချောက်တယ်ဖမ်းတယ်ဆိုတဲ့စကားလုံးကိုရေးကြတယ်အစိုးဆုံးကတော့အဲ့ထက်မှာအစိုးဆုံးကတော့ကျော်မျိုးမင်းဖမ်းခိုင်းလို့ဖမ်းတာပါဆိုပြီးတော့အမှအေယာဝတီအောင်စောတို့အုပ်စုကနော်မင်္ဂလာဝတီအောင်စောအေယာဝတီအောင်စောတို့အုပ်စုကရေးတယ်အောင်စောတွေကရေးတော့ကျွန်တော်ကောင်တွေလည်းကျွန်တော်လူတွေလည်းရေးကြတယ်ကျွန်တော်ပြည်ပြည်အုပ်စုရေးကြတယ်ကျွန်တော်ဖမ်းခိုင်းလို့ဆိုတဲ့သဘောမျိုးတွေရေးတယ်ကျော်မျိုးမင်းဖမ်းခိုင်းရင်ဖမ်းသလားကျော်မျိုးမင်းပြောလို့တော့ဖမ်းအကြောက် ဒီနိုင်ငံတော်ကြီးကကျော်မြင့်မင်းသမရနိုင်ငံတော်ကြီးမှမဟုတ်တာခင်ဗျားတို့မှားနေတယ်လွဲတော့လွဲနေတယ်တခြားပြန်စဉ်းစားဖို့လို့ကျွန်တော်ကျွန်တော်ဖမ်းခိုင်းလို့ဖမ်းကြီးကျွန်တော်ပြောလို့ဖမ်းကြီးတာဆိုရင်တိုင်းငံတော်ကခင်ဗျားတချို့ကိစ္စတွေကပြောကြအောင်တန်းစီနေရရှိတာပေါ့ဘယ်လိုလုပ်ဖြစ်နိုင်ဖြစ်နိုင်လားဖြစ်နိုင်လားအဲ့ဒီအုံတော့မရှိဘူးကြက်မပြေဘူးလို့ပြောရင်အဲ့ဒီအမှုပညာ industry ရကလူတွေကအဲ့ဒါဆက်ဆက်ကောင်နားကြသေးတယ်ကျွန်တော်ဖမ်းခိုင်းလို့ဖမ်းနေဆိုတော့ရှိမလားဗျာအစိုးရအာဏာပိုင်တွေအုပ်စုအုပ်စုတွေအကုန်လုံးကျွန်တော်ကဒီလိုကြိုက်ထားလို့ရတယ်လို့ပြောဖြစ်နိုင်မလားကျွန်တော်ဦးမြောင်လိုင်းလည်းမဟုတ်ဦးမြောင်လိုင်းသားလည်းမဟုတ်ပောက်ကြီးရင်လျှောက်ပြီးတော့ ိတ်ထဲအလျှောက်ထင်းအလျှောက်ပြောနေကြတော့ကျွန်တော်လည်းဘာပြောမှမသိဘူးစိတ်ထဲထင်းအလျှောက်ပြီးတော့ခရောင်းကချက်ချားနေချက်ပြောနေတာဆိုတော့ဖူးဖွေးတို့ဟွာတို့လည်းကျွန်တော်ဖန်ခိုင်းလို့ပါဆိုတော့ကျွန်တော်မှလည်းကြီးလိုက်ရတယ်ဩဒုက္ခပဲငါတော်တလောက်ငါအဲ့လောက်တော့ဩစာကြီးရောဖိုးတကူကြီးနေလားငါတော့ဩစာကြီးနေလားငါတော့အာနာရှိနေလားကိုကိုကိုတော့မသိဘူးသူတို့လောက်ကမှာအဲ့လိုဖြစ်နေတော့တွေ့ရတယ်ခုကလာအောင်လို့လည်းခေါ်စရာမဟုတ်ဖူးဖွေးရှိတဲ့နေရာကိုသွားပြီးတော့ကိုဖူးဖွေးနေကိုသွားစကားပြောတာဖူးဖွေးကာယကရှင်ဖူးဖွေးကိုတိုင်သိတယ်သူ့ကိုသွားလာသွားပြောတဲ့စကားလာပြောတဲ့လူတွေလူမျိုးပေါင်းနေတယ်လားသလားတာမန်အဝတ်နေလားသလား ကြည့်လိုက်ဖူးဖေးသူကိုယ်တိုင်သိတယ်ကာယကရှင်ကိုယ်တိုင်သိတယ်ကာယကရှင်ဖူးဖေးကတော့ဘာမှမပြောဘဲနဲ့ငြိမ်ကုတ်ပြီးနေတယ်ဖူးဖေးကလည်းငြိမ်ကုတ်နေတယ်ဘာသဘောလဲတော့ကျွန်တော်မသိဘူးဖွေသူကိုယ်တိုင်ငြိမ်ကုတ်နေတယ်သူ့ကိုလာဖမ်းသွားပြီဆိုတော့သတင်းနေနဲ့ပတ်သက်ဖူးဖေးကိုယ်တိုင်ကာယကရှင်ငြိမ်ကုတ်နေလုံးဝမရှိဘူး Facebook နဲ့ပို့ဆိုတစ်ချက်တက်ကြီးလိုက်လို့ရပါလိမ့်မယ်နိုင်ငံတော်ကလည်းထင်လွဲလွဲပစီတော့ဆိုတော့နိုင်ငံတော်ထင်လွဲလဲလွဲပေါ်အေးတာပဲငါတို့ဒီလိုလုံးမှာတော့နိုင်ငံတော်ထင်လွဲလွဲပစီပေါ့ပြည်သူတွေထင်လွဲလွဲပစီဆိုပြီးတော့တမင်ကိုများဟိုရွက်ပြီးများနေတာတော့ကျွန်တော်မသိဘူးဖူးဖေးကတော့ တော့ကြည့်ပါဦးဖူးဖေးရဲ့ဖူးဖေးကိုဖမ်းသလားမဖမ်းသလားဖူးဖေးကိုခင်ဗျားတို့သိနေနေလို့ရှိရင်မေးကြည့်လိုက်ကြပါလားပြီးတော့ဖူးဖေးကိုယ်တိုင်လည်းတခုခုတော့ထွက်ပြောတုံ့ပြန်တင်တယ်ငါကမဖမ်းပါဘူးဆိုတာမျိုးပေါ့ဗျာဖူးဖေးတို့ကလည်းနိုင်ငံသားကောင်းပီတာတယ်ဆိုရင်သူ့ကိုဒီလောက်လူတွေကဝိုင်းပြီးတော့အဖူးဖေးကိုဖမ်းပါပြီဖမ်းပါပြီဖမ်းပါပြီတဲ့တင်ပေါ်လို့ရနေချိန်မှာသူ့ရဲ့ Facebook ရှိရပဲဗျာကျမအိမ်မှာမမီနဲ့ကျမနဲ့အတူတူဘာလုပ်တယ်ဓာတ်ပုံလေးရိုက်တယ်လေဗျာပြီးပြီအဲ့လောက်လေးဆိုရင်ကျမကမဖမ်းပါဘူးရှင်လို့ပြောကြတယ်မလို့ဖမ်းပါတယ်ရှင်ပြောတာမလို့ မမေကိုဘာလေးလှုပ်ကြွေးတယ်မမေနဲ့မမေကိုဘာလေးကြော့တယ်ဒါလည်းလို့ဆိုဓာတ်ပုံလေးရိုက်တင်လိုက်ရင်တော့သူ့ကိုဖမ်းဘူးဆိုတော့အဖြေတန်းပြီးအုံတော်ရှိပြီးတော့တန်းတည်အဲဒါပေမဲ့ဖိုးဖိုးတွေကတော့အဲ့လို post တဘိုးမှာပို့တစ်ခုမှမတင်မနဲ့ဘာလုပ်လဲဆိုတော့မသိကြအောင်ဆောင်းနေတယ်အဲ့တော့အဲ့လိုမသိကြအောင်ဆောင်းတော့ဘာဆက်ဖြစ်လဲဆိုတော့နိုင်ငံတော်အစိုးရကိုဆက်ပြီးတော့လူတွေကဆမ်ကရောပဲဆမ်မြေကတယ်ပေါ့ဆမ်မြေကတယ်ပေါ့အဲ့တော့နိုင်ငံတော်အစိုးရအထင်မြင်လွဲလဲလွဲပါစီပေါ့ငါတို့သိကြအောင်ဆောင်းတယ်မပြောဘူးဆိုပုံစံမျိုးနဲ့များတမင်များရွယ်အရွယ်တိုင်းနေသားတော့ကျွန်တော်လည်းမသိဘူးသို့တော့တေချာတော့အခုသူကလည်းပူပေါင်းပါဝင်မှာမဟုတ်ဘူးဒီဒီနေ့ဆိုပြီးသွားပြီ သူရိုက်ကူးရေးပြီးသွားပြီသူသူရိုက်ပြီးပြီးသွားပြီရွက်ကောက်ပေါ်နဲ့ပတ်သက်ပြီးဖိုးရိုက်ပြီးပြီးသွားပြီอืมဆိုတော့ဖိုးဖွေးကိုမင်းကဖန်ခိုင်းလို့မင်းကခေါ်ယူစစ်ဆေးခိုင်းလို့စစ်တက်ကခေါ်ယူစစ်ဆေးတာမဟုတ်ဘူးဆိုပြီးတော့မှမင်းညင်းတယ်နော်မင်းဆောက်ခေါ်ကိုကြည်ရရမင်းရဲ့အပြောနဲ့မင်းရဲ့ PD ဖြစ်နေတဲ့ပုံစံကိုကြည်ရင်မင်းဘလောက်တော့မှဒီကိစ္စနဲ့ပတ်သက်ပြီးဂုဏ်ယူနေတယ်ဆိုတော့ငါတို့တွေကသိတယ်နောက်တစ်ခုကဘာလဲဆိုတော့ငါတို့တွေအခုလိုမျိုးအတန်ထွက်ပေးတဲ့အတွက်ကြောင့်မို့လို့ဖိုးဖွေးကိုမင်းတို့ဖမ်းလို့မရတာရှင်းတယ်နော် ငါတို့ကအဲ့လိုအတံမထွက်ပေးခဲ့ရင်ဖိုးဖွေးကိုဖိုးဖွေးမှမဟုတ်အလင်းရောင်ရောနော်မောင်ပြေတီဦးရောအင်ဒရာကျော်စင်ရောလူမင်းရောမင်းတို့ဖမ်းရင်ဖမ်းပါငါတို့အဲ့လိုမျိုးတွေအတံထွက်နေလို့မင်းတို့ဖမ်းလို့မရတာရှင်းတယ်လေသူတို့ကမင်းတို့နဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ဘာမှလည်း Facebook စာမျက်နှာမှာဘာမှမရေးဘူးလေဟဲ့လားမင်းတို့နဲ့လည်းမပတ်သက်ဘူးကွာသူတို့ကသူတို့အေးအေးဆေးတက်တက်ခတ်ခတ်နေတာအဲ့တော့ကြောင့်မို့လို့မင်းတို့ကသူတို့ကိုဖမ်းလို့မရဘူးအေးမင်းတို့မှဖမ်းလို့ရတဲ့အကြောင်းအရာပါလဲဆိုတော့မင်းတို့ဖုန်းဆက်တာကိုမကင်လို့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့မှတက်မတော်နဲ့ နော်နိုင်ငံနဲ့မပူးပေါင်းလို့နိုင်ငံတော်ကလုတ်ခိုင်းတဲ့ဥစ္စာကိုမပူးပေါင်းလို့မင်းတို့ဖမ်းတယ်ဆိုတဲ့ဥစ္စာမျိုးပဲနော်အုံတိုင်းတို့နော်ဒီမှာဒီငါတို့ဟိုကွန်မိုက်တီတို့ဟလားဒီညီကိုတွေနော်အဲ့ဒီညီကိုတို့ဖမ်းခိုင်းတယ်လို့ပဲမင်းတို့ဖမ်းခိုင်းပါမယ်မင်းလုံဆော်ခိုင်းတာပဲမင်းဖမ်းခိုင်းတာမဟုတ်ဆိုဆိုတာမင်းလုံဆော်လုံဆော်တဲ့ထက်မှမင်းထိတ်ဆုံးပါတယ်လေအဲ့ဒါမင်းကိုယ်တိုင်တည်ဆုံးဖြစ်မှာပေါ့ကိုယ်တော်သားလာပြီးတော့မင်းကမင်းလာလိန်ချင်နေသေးတယ်မင်းကိုပြောခဲ့တဲ့စကားတွေကိုပြန်ကြည့်ကြည့်လေပြန်ကြည့်မယ်ပေါ့လေမပေါ်ပါဘူးဗျာဒီနွားကလေပြောပြောပြီးပြီးတာပဲဘာသတင်းသမားလဲတော့မသိဘူးဘလို့သတင်းသမားလဲတော့မသိဘူးအဲ့တော့ ဒီကောင်ကသတင်းသမားမဟုတ်ဘူးတဲ့ဒီကောင်ကစအဖဒီကောင်ကဒလန်တဲ့အဲ့ဒီအကြောင်းအရာလေးကိုချိုကြီးကပြောပြလိုက်မယ်ကျော်မျိုးမင်းဘာကောင်လဲဆိုတော့ချိုကြီးကပြောပြလိုက်မယ်နားထောင်ကြည့်ပါကျော်မျိုးမင်းကိုလူတွေကအများအပြင်ထင်ကြတာကเนาะဟိုသတင်းမီဒီယာသမားတယောက်လို့ကျော်မျိုးမင်းကိုထင်ကြတယ်တကယ်တကယ်တမ်းကျတော့ နော်သတင်းသူသူပါဇက်ကနေပြီးတော့အများရန်ပြောနေတယ်နော်အာသတင်းမီဒီယာတွေကသတင်းကျုံနဲ့ညီဖို့ဟုတ်လားအာကျွန်တော်တို့ကကျွန်တော်တို့ကမီဒီယာကျွန်တော်တို့ကသတင်းသမားကျွန်တော်တို့ကသတင်းကျင်းဖို့စီကန်းနဲ့အများအဲ့ဒါဆိုလို့ရှိလို့ရှိရင်ဟုတ်လားခင်ဗျားဗျာအခုသူထုတ်သူ့ရဲ့ဒီသတင်းဌာနကအခုသူပြောနေတဲ့ live တွေကိုခင်ဗျားတို့ကြည့်နေကြကျွန်တော်ကတော့တိတ်မကြည့်နော်ဒါပေမဲ့တချို့ဒီ reaction တွေဘာတွေမှာပါလာတဲ့ဟာတွေဘာတွေမှာတပြက်တပြက်ကျွန်တော်ကြည့်လိုက်ဒီလိုစကားတွေကို ကြားတဲ့အခါကျတော့ကျွန်တော်တခုပြောပြမယ်ဒီ ASEAN ကိစ္စဟာလာ तू ပြောတယ်အမေအောင်လိုင် ASEAN ကိုတက်ခွင့်ရမယ်နော် तू ပြောတာသတင်းစာကိုဖတ်ပြီးတော့ပြောတာဗျအဲ့ဒါသတင်းသမားမဟုတ်ဘူးနော်သတင်းသမားကအဲ့လိုလုပ်လို့မရဘူးဒီလိုအကြောင်းအရာတခုနိုင်ငံနဲ့ပတ်ရင်းဖြစ်တဲ့အကြောင်းအရာဖြစ်ဖြစ်ဗျာဟိုဈေးထဲမှာဟိုနေဟိုငစိမ့်တဲ့နေရာဟာလာဒါမှမဟုတ်လို့ရှိရင်လေဟိုခွေးယူနှစ်ကောင်ကိုက်နေတဲ့သတင်းကိုရေးမယ်ဆိုလို့ရှိလို့ရှိရင်တော့မှာပဲ နော်အဲ့ဒီတည်င်းက reliable source ဖြစ်ရမယ်အဲ့တည်င်းက confirm လုပ်ပြီးသားဖြစ်ရမယ်အဲ့တည်င်းမှာ third party တွေ witness တွေဟုတ်လားဒါတွေကိုထည့်သွင်းပြောကြားတဲ့သူတွေဖြစ်ရပြီးရင်တူသူ့ရဲ့တည်င်းဌာနကအဲ့ဒီဒါကိုယ်တိုင်မဟုတ်ရင်တော့တည်င်းယူတဲ့လူတွေကမြေပြင်ကို စီးပြီးတော့မြေပြင်က အချက်လက်တွေကိုဟုတ်လားစနစ်တကျနဲ့တင်းယူပြီးတော့ခုနလိုမျိုးဒီ source ကဟုတ်လားဟို reliable dependable ဖြစ်တဲ့ source လားဒီ source ကိုဖုံးဆက်မယ် အီးမေးလ်ပို့ဥပမာမလေးရှားကိုအာဆီယံမှာတက်ခွင့်ရတယ်ဆိုကြော်မျိုးမင်းကအဲ့ဒီသတင်းစာကိုမလေးရှားရဲ့သတင်းစာကိုအီးမေးလ်ပို့ပြီးတော့မေးလာဒီသတင်းကမှန်ကန်တာဟုတ်ပါလားဒါမှမဟုတ်ဖုံးဆက်ပြီးတော့ confirm လုပ်လာဒီတရေဒီသတင်းကတကယ်ပဲမှန်ကန်ပါလားဒီလိုမျိုးသတင်းစာကျင့်ဝတ်တဲ့သတင်းတောက်သူရဲ့လိုက်နာရမယ့်စီးကဲနေကိုဘာတခုမှကြော်မျိုးမင်းကလိုက်နာနေတာမဟုတ်ခုံလေးတစ်လုံးရှိမှထိုင်မယ်ဟုတ်လား ဟိုနင်းကနေပြီးတော့ရှစ်ဖို့ကနေပြီးတော့ပေးတယ်ဆာယာဖာပေးတယ်ဟုတ်လားဒီအကြောင်းအရာတွေဓာရီတာတွေပေးလိုက်တယ်ဓာရီတာတွေဟိုနင်းဖြစ်လိုက်တယ်ဆိုလို့ရှိရင်အာဒီအကြောင်းအရာတွေကိုဝါရပြန်ဖို့အတွက်ကိုသူဦးနေလုတ်တီးချက်ဦးနင်းဖြစ်ပြီးတော့အတက်ပြီးတော့ပြောနေတာ အဲ့လိုတက်ပြီးတော့ပြောနေတဲ့ဟာကို သူကသူ့ကိုယ်သူသတင်းမီဒီယာကြီးပါသတင်းမှန်တွေပြောဖို့အတွက်ကိုမန်မာကြီးတွေပေးကြပါအာကျွန်တော်တို့ကကိုယ့်ဟာနဲ့ကိုယ်ရက်တည်နေတဲ့အတွက်ဒီမန်မာကြီးနဲ့ပဲထောက်ပံ့နေရတာဟာဦးနေပြေကျွန်တော်ပြောပြမြန်မာနိုင်ငံမှာစားရရမရှိဘူးနော်အတူကတော့နိုင်ငံခြားကလူတွေကိုဟလာအေယာဝတီတို့မစ္စီမာတို့ဟိုလူတို့ဒီလူတို့အနောက်တိုင်းငွေတွေဘာင်းနဲ့ပြောနေမြန်မာနိုင်ငံမှာလူတွေအလောက်ကံမရှိဘူးစားရမရှိဘူးသူ့တရင်းစာကိုဘယ်သူမှဖတ်မဲ့လူမရှိဘူး နော်သူ့တရင်းသားကိုဘယ်သူမှဖတ်မဲ့လူမရှိဘူးအဲ့တော့ဒီကောင်ဘေးရရတဲ့ပတ်စံနေနဲ့စားနေတာလေဘေးရပတ်စံရတဲ့ပတ်စံနေနဲ့ကားတွေစီးနေတာမောင်းနေတာလေဘေးရရတဲ့ပတ်စံနေနဲ့ခင်ဗျာအင်တာနက်နင်းနေရုံးပစ္စည်းတွေဟိုနင်းနေနဲ့လဲပတ်နေတာလေရှင်းရှင်းလေးပဲလေဗျာကြော်မျိုးမင်းကစားရဖာကြော်မျိုးမင်းက ထောင်းနိုင်ခင်ဗျားတို့ပြောနေသလိုမျိုးတရင်းမီဒီယာသမားလည်းမဟုတ်ဘူးလော်ဘီလည်းမဟုတ်ဘူးကြော်မျိုးမင်းကထောင်းနိုင်ရှင်းလားမသိဘူး เนาะจอမျိုးမင်းကလည်းပြောလို့ရှိလို့ရှိရင်ထောင်လန်းရေးเนาะအဒီစစ်တပ်အတွက်ကို လုံးဝကို သူကဟိုဝါရဖြန့်ချီရေးအာလှုပ်ပေးနေတဲ့လူတယောက်ကိုအခုကသူကလုံးလုံးဖြစ်သွားပြီဒလန်လုံးလုံးဖြစ်သွားပြီပေါ့ဗျာเนาะအင်းဆိုတော့ဟိုပါဗောနော်ချိုကြီးကကျော်ပြောမင်းကိုတွေ့တဲ့တွေ့ချက်ကြီးရတော့ share plan လေးကိုတွေ့တာဘယ်အချိန်နဲ့တွေ့ချင်တယ်လည်းမသိဘူးတော်တော်လေးကိုစောင့်မြက်ကနေပုံရတယ်ဒါကြောင့်မို့လို့လဲ ဟိုကြော်မျိုးမင်းဆိုတဲ့ကောင်ဘလို့ကောင်မျိုးလဲဆိုတော့သူဒီလိုမျိုးပြောနေတာပေါ့ဟုတ်လဲဟုတ်တာပဲဗျာကျွန်တော်တို့ကဒီလားစင်ချင်းနဲ့ရက်တီနေပါရဲ့ဆိုတော့ခင်ဗျာ तू ဟာဥစ္စာကိုစောက်ဖက်လုပ်ပြီးတော့ကြီးမဲ့လူကဘယ်နှယောက်ရှိမှာတော့ तू လားစင်ချင်းနဲ့ तू ကရက်တီနေရတာတော့ပါတော့ကြီးကြီးကျယ်နဲ့ဥပမာပြော तू ကမသိရင်မဲ့သူ့ရဲ့ဒီ MP New Year ဗျာသိရမလားလုံးဝဟိုကုမ္ပဏီအကြီးလို့လို့ဘာလို့လို့ပုံစံမျိုးနဲ့ကျွန်တော်လည်းအများကြီးမတွေ့ဘူးပေါ့အဲ့ MP New နဲ့ပတ်သက်တဲ့သတင်းတောက်တွေကလည်းကျွန်တော်အများဆုံးတွေ့တာ3-4ယောက်လောက်ပဲဗါလေအဲ့3-4ယောက်နဲ့ run နေတာလားအဲ့လိုမျိုးဆိုရင်တော့ဟုတ်လေဟုတ်ပါဘောနော်ပြောလို့တော့မရအောင်ဒါပေမဲ့ ီကောင်ကစစ်တကပေးတာကိုမစားထားပဲနဲ့ဒီကောင်ဒီလိုမျိုးရက်တီနိုင်နေဆိုတော့ဥစ္စာတော့ခင်ဗျားသောက်ထိပ်ပဲမရှိဘူးအဲ့ကောင်ငကိုတွေကပြောမယ်ဆိုစစ်တက်ပေးတာယူကျွေးတာစားပြီးတော့မှစစ်တက်နဲ့ပတ်သက်ပြီးတော့မှသတင်းတွေပဲပြောနေတာလေသိရမလားစစ်တက်နဲ့ပတ်သက်သတင်းတွေပဲဒီကောင်ပြောနေတာများသောအားဖြင့်ဒီကောင်မကောင်းတဲ့သတင်းတော့တိတ်မပြောရဲတော့စစ်တက်နဲ့ပတ်သက်တဲ့ကောင်းသတင်းတွေပဲပြောနေတယ်တတိထားကြည့်ကြည့်ဟုတ်လားမဟုတ်ဘူးလားအေးအဲ့ဒါအဲ့ဒါကိုကြည့်ချင်းအားဖြင့်ဒီကောင်ကစစ်တက်ကိုအားပေးထောက်ခံပြီးတော့မှစစ်တက်အတွက်သတင်းတွေပြောပေးနေတယ်စစ်တက် lobby ဟဲ့လားဒါမှမဟုတ်စစ်တက် စစ်တပ်အတွက်ကိုဒလန်လုပ်ပေးနေတဲ့ကောင်ဟာလားစစ်တပ်အတွက်ကိုစားအဖလုပ်ပေးနေတဲ့ကောင်လို့ချိုကြီးကပြောတာအဲ့တော့နောက်တဲ့ verify လေးတစ်ခုကြည့်အောင်ပါဒါကတော့ခမရတို့တွေအောင်ခိုင်ကိုဘောမလို့ခမရတို့ဒါဟိုကျွန်တော်တို့ထင်ခဲ့ကြတယ်တွေးခဲ့ကြတယ်အောင်ခိုင်ထက်ကိုရှေးရိုးဆွဲဘောမတကောင်ရှိသေးတယ်အဲ့ဒါဘာလို့လဲသိလားနေအောင်နော်အဲ့ဒီနေအောင်ကအခုမလာပြီးကြန့်ခိုင်ရင်အတွက်ကိုဒီကောင်ကလာပြီးဒီကောင်မျိုးနေကြစကားတစ်ခုရှိတယ်အဲ့ဒါလေးရဲ့စကားအဆုံးမှအမြဲတမ်းပြောရဲနားထောင်ကြည့်နေအောင်နေအောင်ခင်ဗျူးပါတီလည်းဖြစ်နေတယ် ဘာတွေလုတ်ခဲ့တယ်ဆိုတာကိုသိတယ်လုတ်ပေးနိုင်မဲ့ပါတီကိုပြည်သူလူထုကပေးဖို့လိုတယ်ပေးခဲ့တာမဟုတ်ဘူးနော်အဲ့မှာအဖြေပဲယူကဝဲယူကဝဲတော့ယူကဝဲလိုတာလေဘာဖြစ်လဲဘာမမြင်ပါဘူးကျွန်တော်ဘာမြင်စရာမှအကြောင်းရှိဘူးကျွန်တော်ကတိုင်းပြည်အုပ်ချုပ်တဲ့မင်းခိုင်းတာကိုလုတ်ရမှာကောင်အားလုံးတိုင်းပြည်သားတိုင်းပြည်အုပ်ချုပ်တဲ့မင်းကိုစော်ရရင်ယာစာခိုင်းတင်တယ်ကျတော်ကြီးပြောသွားတာကျွန်တော်ပြောတာမဟုတ်ဘူးနော် strong ဖြစ်တာမဟုတ်ဘူးတကယ် strongest ပဲ ။ဒါပြည်ခိုင်ရုံးပါတီဒါလင်းလုံနိုင်မယ်လို့ကျွန်တော်ယူဆရတယ်။ဒါကျွန်တော်အမြင်လေအားလုံးမြင်မှုမလို့လေ။ကျွန်တော်သဘောတူရလိုက်တူမလို့လေ။ကိုယ်အသိဉာဏ်နဲ့ကိုယ်ပညာနဲ့ကိုယ် common sense တို့စဉ်းစားပါ။ Use your brain. ဘလို့ဆိုင်လဲဘယ်နဲ့နိုင်ငံရေးမှာကျွန်တော်မလုပ်တာ။ No. politics ကျွန်တော်လုံးဝဝါဒနာမပါဘူး။ကျွန်တော်မိဘဟိုဘက်ဒီဘက်ဒီဘက်ဒီဘက်အားလုံးအမှုန်းတန်းနေပြီပဲကျွန်တော်ရင်ထဲကချစ်တာဘယ်လိုလဲကျွန်တော်ဘာပြောမှာရောဟုတ်တယ်မလားဟုတ်တယ်နော် ီကောင်ပြောနေကြစကားအဲ့ဒါပါပဲနိုင်ငံရေးဘရောမလို့ဘူးတဲ့အခုကြန့်ခိုင်ရေးအတွက်မဲဆွဲပေးနေတာနိုင်ငံရေးမဟုတ်ဘူးလားမဟုတ်အဲ့ဆောက်ယူကဆောက်တတ်တာကြီးလာတာဗျအုံနောက်ကြီးကမဖွင့်ပြိုးလာအောင်နောက်တစ်ခုကဘာလဲဆိုတော့အမေစုရွေးကောက်ဝယ်စပြီးတော့မှပြိုင်တဲ့အချိန်မှာဒီကောင်ကကြန့်ခိုင်ရေးအတွက်တကောင်စကားတခုံပြောခဲ့တယ်အားလုံးမှတ်မိမလားမသိဘူးနော်ကြက်မတလုံးမိုးမလေးကိုကြက်ဖတ်တလုံးမိုးလေးမယ်တဲ့အအမေစုပြန်ခြေပိုက်ရတာအကောင်ခွေးနေတယ်လို့နေသွားတာလေအေးဟုတ်ပြီကြက်ဖတ်တလုံးပါမှမိုးလေးနဲ့ပဲထင်တာလားတဲ့အဲ့တော့အဲ့ကြက်ဖတ်ကိုရက်တက်လိုက်တဲ့မနဲ့မိုးလေးမလင်းကျမတို့အတူတူကြည့်မလားတဲ့ဆိုပြီးတော့လေ ွေးကြောင်းအဲ့စကားတခုနဲ့တည်းအမမေဆုစကားနဲ့တည်းအကောပြပြမဟုတ်ပါဘူးအဲ့မပေါ်လာတော့အခုမှအာနာသိန်းတို့မှထထဟောင်းတာအဲ့နွားအဲ့မအေးဘေးလေကျွန်တော်တို့လောက်ကိုလောက်ရမှာအဲ့ကောင်တွေကိုလောက်ကိုလောက်ရမှာယုံလေးလို့ပါလို့ဆိုတော့နောက်မှဒီကောင်ကတကယ်ချေယိုးဆွဲဘောမှအဲ့ကောင်ကလောင်းလောင်းဆိုအခိုးလေးကဘောမှအဲ့ကောင်ကတကယ်စစ်တက်ထောက်တိုင်အဲ့ကောင်နော်သူပြောနေကြတကကျွန်တော်နိုင်ငံရေးဝါသနာပါဘူးနိုင်ငံရေးမလုပ်ဘူးအမေဒီကောင်ပြီးအဲ့ဘာသာရေးနဲ့လူမျိုးရေးတွေပါထိလိုက်ရင်အမေအားဒီကောင်ချမယ်ဆိုတော့ကောင်အဲ့လိုကောင်မျိုးမပါသလိုကောင်မျိုးပြတဲ့မပါသအနုပညာသမား စစ်တပ်ရဲ့ရှေးရိုးဆွဲဟိုဘယ်လိုပြောမလဲထောက်ခံအားပေးသူပေါ့အမှုပညာဘယ်လိုပြောမလဲအမှုပညာသမပေါ့ဘယ်လိုပြောမလဲဒီအမှုရွှေကြပေါ့ဗျာကြားဘူးလားမလားအမှုရွှေကြဆိုအမှုရွှေကြဆိုပါလေတိတယ်လားဖိုးဖိုးရိုက်တာရဲ့စကားလေအေးအမှုရွှေကြဆိုအဲ့လိုကောင်းတွေပြောတာโอเคဆိုတော့နောက်တစ်ဗီဒီယိုဖိုင်လေးတစ်ခုကတော့ဒါကျွန်တော်တို့စစ်တပ်ရဲ့လှုပ်တဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့မှထောက်ခံနေတဲ့ဘောမာတွေကိုကိုဆွဲရဒီလိုလေးတက်ကက်လာပါတယ်အဲ့တော့ကျွန်တော်တို့ဒီကိုဆွဲပြောတဲ့ အကြောင်းအရာလေးကိုအလုံးပဲတူတူနားထောင်ကြည့်အောင်နော်ပေါ်မတွေကဘယ်လောက်ထိစောင့်အောင်တော့မရှိတဲ့ဆိုလို့ရှိရင်ဟုတ်ကဲ့တော့မပြိုင်ခင်နေတဲ့ရှုံးနေတဲ့ပွဲကိုသူတို့ကိုသူတို့အဟုတ်ကြီးထင်အားပဲအဲရွေးကောက်ပွဲကအာဆီယံကလည်းမထောက်ခံဘူးဥရောပနိုင်ငံတွေကလည်းရှင်းပြအာဆီယံလည်းမထောက်ခံဘူးကုလသမဂ္ဂကလည်းမထောက်ခံဘူးပြည်တွင်းကလည်းမထောက်ခံဘူးသူတို့လုံးမရွေးကောက်ပွဲအဲ့တော့ဒီရွေးကောက်ပွဲကဘာမှ legitimate ဖြစ်လာကြအကြောင်းမရှိဘူးအဲ့တော့မထောက်ခံတာနဲ့တစ်ဖက်မှာကြတော့ ဒီ2020ရွေးကောက်ပွဲရလက်ကိုเนาะဒီကမ္ဘာလွတ်တော်များအုပ်စုလို့အကြံဉာဏ်ပြောလို့ရတာပေါ့ဒါကိုဆက်လက်ပြီးတော့မှထောက်ခံတယ်အော် CRPA ဖြစ်တည်မှုကိုနိုင်ငံတကာထောက်ခံတယ် ASEAN ကလည်းမငြင်းဘူးပြောချင်တာကအဲ့တော့စစ်ကောင်စီရဲ့အုပ်စုတွေကသူတို့ပြည်တွင်းရောပြည်ပရောဘယ်သူမှမထောက်ခံတော့သူတို့ကဘာပြောလဲဆိုတော့အားရရွေးကောက်ပွဲရတဲ့ပြည်ပမှာသွားချင်းပမှာမဟုတ်ဘူးလေအဲဟိုဟိုတလောတော့ကနေယူစီလန်ကန့်ကွက်လိုက်တာပေါ့အဲယူစီလန်ကန့်ကွက်လိုက်တော့အားရွေးကောက်ပွဲဆိုတာလေပြည်တွင်းမှာတဲ့ င်းပါလာတယ်ပြပမှာကျင်းပါလာမဟုတ်ဘူးလေပြပအကောင်လေးကြီးတဲ့ဟိုမထောက်ခံလဲဘာမှဆောက်ကူးဆိုင်ကြမလို့ဘူးတဲ့ဘလောက်ထိတော်မှဆောက်စာမတက်ပြမတက်ဆောက်တော်သားကြလဲဆိုတော့ပြောပြတာကျုပ်ချာပြောရမယ်ဆိုလို့ရှိရင်ကမ္ဘာကူလန်သမဂနိုင်ငံလေးတော့အာဆီယံဖွဲ့ဝင်နိုင်ငံဖြစ်တယ်မြန်မာကမ္ဘာကူလန်သမဂဖွဲ့ဝင်နိုင်ငံလည်းဖြစ်တယ်အဲ့တော့ပြည်တွင်းကလည်းဒီရွေးကောက်ပွဲကိုထောက်ခံမှုမရှိဘူးပြည်ပကလည်းထောက်ခံမှုမရှိဘူးအဲ့တော့လက်နက်ကင်လူတစုကနေပြီးတော့မှဟိုမဖြစ်မနေ ဟို legitimate ဖြစ်ခြင်းလို့ CRB8 နဲ့ရင်ပေါင်တန်းခြင်းလို့သွတ်တော်ဖွဲ့ခြင်းလို့လုပ်တဲ့ရွေးကောက်ပွဲကိုဟိုဒါကိုရွေးကောက်ပွဲလို့ခေါ်လို့မရဘူးဒါဘယ်လိုပြောမာဗီးယားဆင်ပဲရှိတယ်အဲ့တော့ပြည်တွင်းကလည်းထောက်မခံဘူးပြည်ပကလည်းထောက်မခံဘူးဆိုတော့မင်းတို့ရဲ့ဟိုလုံဆောင်ချက်တွေအရေးမာဖီးယားမာဖီးယားဆင်ပဲရှိတာပေါ့အဲ့တော့ပြောပါအားအဲ့ဒါငါတို့ပြည်တွင်းမှာငါတို့လုပ်တာလည်းငါတို့ကဘသူ့ကိုကူးဆန်းရမှာလဲဘာညာစစ်ကောင်စီလော်ဘီတွေကဘလောက်ပြဘလောက်တော်ကြလဲအခုငါတို့လည်းမသိလက်လက်ကင်ထားတာ ဟုတ်လားငါတို့ပိုင်ဆိုးတဲ့နေနေမှာပွားပြီးဥမာတခင်ကိုတော်ဇွဲရဲ့ပိုင်တတ်ပါတခင်ကိုတော်ဇွဲရဲ့ဂျန်တော်ကြီးပါဆိုပြီးတော့ငါသွားချိန်ထားလို့ရတာပဲမင်းတို့ကဘာမှလုပ်လို့ရမှာမဟုတ်ဟုတ်တာဒါပေမဲ့ဘာဖြစ်လဲဆိုစောက်ပေါ်ဖြစ်တာပေါ့ကွာအခုမှလည်းအသိမမပြူကိုကိုဘာကိုလက်လက်ရှိတိုင်းအတိုင်းကျင့်ပြီးတော့ကိုဘာကိုဆိုင်းဖို့လိုက်တင်တာစောက်ပေါ်ဖြစ်တာပေါ့ကွာပြောတင်တာအဲ့တော့ဒီအကျန်းဖတ်စစ်ကောင်စီအိုးစုကကိုယ့်ကိုစောက်ပေါ်ဖြစ်လို့စောက်ပေါ်ဖြစ်မှမသိဘူးဒီကကဘာကြီးမှတီးကြရတာဘလောက်ကြီးရင်သားပြကောင်းလဲဆိုတာ မင်းတို့သဘောပေါက်လားအဲ့တော့မင်းတို့ရဲ့အာဏာအတွန်းရှေတီတက်မှုဟုတ်ကဲ့ရှောက်လုံနေတယ်အဲ့ဒါကိုထောက်ခံတဲ့အောက်တန်းသားလေးတွေကလည်းရှိတယ်အဲ့တော့ဟိုတုတ်ချက်ပဲရောမင်းတို့ကြောင့်ငါတို့ပါအထီးကျန်အောင်မသိလားစောက်တော်သားတွေရဲ့မင်းတို့ကိုမင်းတို့စစ်နိုင်ပြီထင်ဟုတ်လားမင်းတို့စစ်နိုင်ပြီထင်လားအာဟိုတရုတ်နဲ့တိုင်ပင်ပြီးတော့မြို့လေးတစ်မြို့နှစ်မြို့ပြန်ရတာကိုမင်းတို့စစ်နိုင်ပြီထင်တယ်ဟုတ်လားအဲ့ဒါကိုပြောပြမယ်မြန်မာပြည်မှာနော်မင်းတို့စစ်ကောင်စီရဲ့အသက် ဖြစ်နေတဲ့ logistic လမ်းကြောင်း logistic တော့နားလေလားမသိ logistic လမ်းကြောင်းသိတော့ပါဘူးအဲ့တော့ရှမ်းမြောက်မှာတလမ်းရှိတယ်ကလေးတမူတလမ်းရှိတယ်အမတ်ရှိလမ်းမကြီးတင်းသားကြီးတလမ်းရှိတယ်အာရှလမ်းမကြီးဆိုပြီးတော့မှမြောက်ဝတီကုံသွယ်ရေးလမ်းရှိတယ်အဲ့တော့မင်းတို့ logistic ကုန်းလမ်းတွေအကုန်လုံးမင်းတို့စစ်ကောင်စီတလမ်းမဖွင့်နိုင်ဘူးမင်းတို့အိန္ဒိယကပစ္စည်းတွေခိုးရောင်းပေးနေလို့ဒီအာမန်စီယာတွေဝင်တဲ့ပစ္စည်းတွေနဲ့မင်းတို့ကအသက်ဆက်နေရတာအခုနိုင်ငံတကာအိန္ဒိယတို့တရုတ်တို့ပစ္စည်းမပေးဖို့ပြောနေပြီသိလား အဲ့တော့မင်းတို့ကကုန်းတွင်းကနေတရုတ်ရှိကနေလဲခိုးတယ်လို့မရဘူးအခုတောင်တရုတ်ပင်လယ်မှာလဲပြဿနာတက်နေပြီဆိုလို့ရှိရင်မင်းတို့တရုတ်ကနေရေလမ်းကြောင်းကတဲတဲ့ပစ္စည်းတွေလဲမင်းတို့ခိုးတယ်လို့နောက်ပိုင်းရတော့မှာမဟုတ်ဘူးအဲ့တော့မင်းတို့ကအရှုံးဘက်ကိုဥတည်နေပြီတိလားအရှုံးဘက်ကိုဥတည်နေပြီအဲ့တော့အဲ့လိုအရှုံးသမားတွေကိုမနှိမ်ကျင်လို့နော်ကိုယ့်ဟောဘွားကပျော်ပျော်လေးနေပြီးတော့မှမင်းတို့ပြစ်ထားတာမင်းတို့ကမန်တက်နေတယ်ဟုတ်လားအင်းဆိုတော့ဒါကစက္ကစတွေလုတ်တဲ့ရွေးကောက်ပွဲကို၆ခါနေတဲ့ဘောမတွေကိုဒက်ကလိုက်တဲ့ကိုဇွဲရဲ့ပရိုဖိုင်လေးပဲဖြစ်ပါတယ်ကိုဇွဲဖြုတ်ချက်ပဲเนาะအားရလိုက်တာ ဘောမရတဲ့မျက်ရည်နဲ့ဆက် Okay so အားလုံးပဲကျေးဇူးများကြီးတင်ပါတယ်နောက်တစ်ခေါက်မှာပြန်ဆိုတွေ့ပါမယ်မင်္ဂလာရှိတဲ့ဒေါ်လာနေလေးဖြစ်ပါစေ Blatter Reblog YouTube Channel ဖြစ်ပါတယ်ကြည့်ရှုအားပေးခဲ့ကြတဲ့မျိုးတွေအားလုံးပဲစိတ်ချမ်းသာကြကိုကြီးကြပါစေတဲ့လုံးတို့ကပြေဝနေကြပါသည်ဗျာ